စီဝိုင်းလှုပ်ချင်သူတွေအတွက်အင်းစိန်မြို့နယ်ကတိန်4500တန်းလမ်းမတန်းအယောင်ကွက်လေးကိုပြောပြပေးချင်ပါတယ်။အခုပြောပြပေးတော့မယ့်အယောင်ကွက်ကတော့အင်းစိန်မြို့နယ်မှာအစီကားဆုံးလမ်းမကြီးတွေထဲကတစ်ခုဖြစ်တဲ့ အင်းစိန်မျိုးနဲ့နှက်တာကုန်းရက်ကွက်နန်းတစ်လန်းဘောကအယောင်ကွက်လေးပဲဖြစ်ပါတယ်ဒီအယောင်ကွက်လေးဟာဆိုရင်တော့ 3.5RC သုံးသက်ခွဲတိုက်သလုံးပါမှာဖြစ်ပါတယ်ပေ30 90ရှိပါတယ်အတာချက်ကြီးတစ်ခုအနေနဲ့ကတော့ပိုင်ဆိုင်မှုစာရက်စာတမ်းအနေနဲ့ကမြေပိုင်မြေအမီပေါက်ကိုယ်တိုင်ရောင်းချမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုင်ဆိုင်မှုခိုင်မာပြီးတော့မှအရှုပ်ရှင်းကေးပါတယ်လန်းတစ်လန်းမှာရဲ့အနေထားကိုပြောရမယ်ဆိုရင်တော့ပြည်လန်းနဲ့မင်းသမားလန်းစုံကနေစပြီးတော့မှလိုင်တရာမျိုးတိဆက်သွားလို့ရတယ်လိုင်မြေလန်းနဲ့မင်းကြီးလန်းစုံမှာအဆုံးပါတယ်လမ်းမကြီးတစ်လျှောက်လုံးအောင်ဆိုရင်စီကားတိုက်မြိုက်ပြီးတော့မှ 6လမ်းတော်လမ်းမကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့လမ်းလဲကျယ်ပါတယ်ဒီအယောင်ကွက်လေးရဲ့အနီးနားပတ်ဝန်းကျင်ကြည့်မယ်ဆိုရင်လဲ one stop map wkko eawd ban yuma ban tiri sena စေကန်းတို့လိုမျိုးဆိုင်ကြီးဘန်ကြီးစေယုံကြီးတွေရှိုံတာမကမယ်နဲ့ရွှေအိုးစေးဆိုင်ဈေးကွက်မျက်လုံးအထုကုစေကန်းတွေအပြင်လက်ဖက်ဆိုင်ဟိုတယ်စားတောက်ဆိုင်နဲ့ပန်းချံတို့လိုနေရာတွေနဲ့စီကားတဲ့လမ်းမကြီးပဲဖြစ်ပါတယ်ဒီလမ်းမကြီးကဆိုရင်လိုင်းကားလည်းပြေးပါတယ်ဒီအယောင်ကွက်လေးကဆိုရင်တော့အင်းစိတ်မျိုးနယ်ရဲ့အဓိကလမ်းဆောင်တွေထဲကတစ်ခုဖြစ်တဲ့မင်းကြီးလမ်းမကြီးလိုင်မြင့်လမ်းလမ်းတစ်လမ်းဆောင်နဲ့လမ်းဆောင်ရဲ့အနီးဆုံးမှာရှိပါတယ်လိုင်တရာမျိုးနယ်ကနေဆက်တွေ့ထားတဲ့လိုင်မြင့်လမ်း ရဲ့တံတားအစင်းအောက်နားလေးမှာရှိပြီးတော့မှာအင်းစိန်ပန်းရံနဲ့လက်မျက်နှာချင်းဆိုင်မှာရှိပါတယ်အင်းစိန်ဆေးရုံနဲ့လည်းသွားရတာလွယ်ကူတဲ့နေရာမှာရှိပါတယ်အားနေချက်အနေနဲ့ကတော့လမ်းစုံနဲ့หนีပြီးတော့မှာတံတားအစင်းနားလေးမှာရှိတဲ့အတွက်ကြောင့်မလို့ကားပါကင်အခက်အခဲရှိနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒီအကွက်နားလေးမှာတော့ရေမတက်ပေမဲ့ဒီတံတားအစင်းအကျော်နားလေးမှာဆိုရင်မိုးရသည်မှာရေတက်နိုင်တဲ့အနေအထားလေးရှိပါတယ်ဒီလိုအချက်တွေကလွယ်လို့ရှိရင်တော့ဒီအကွက်လေးကဆိုရင်အင်းစိန်မြို့နယ်ရဲ့အချက်အချာအကျဆုံးနေရာတစ်ခုမှာရှိနေတဲ့အတွက်ကြောင့်မလို့စီးပွားရေးလုပ်ရင်သိတော်နေရာလေးပဲဖြစ်ပါတယ်လက်ရှိမှာဆိုရင်လည်း Pet Hub ဆိုတဲ့ကျန်းမာရေးတက်ခွဲခန်းလေး တစ်ခုဖွင့်ထားရှိပါတယ်။ဒီအယောင်ကွက်400ဆိုရင်တော့အောက်ထပ်မှာစိုင်ဖွင့်ပြီးတော့မှအပေါ်မှာမိသားစုနေကျင်တဲ့သူတွေ၊တင်နန်းဖွင့်ကျင်တဲ့သူတွေ၊ဝယ်ပြီးတော့မှအငားပြန်ချထားကျင်တဲ့သူတွေအတွက်တင့်ညော်ပြီးတော့မှအိမ်လဲပါတာမို့လို့အသင်းတက်နေလို့ရတဲ့အနေအထားမှာရှိတဲ့အတွက်ကြောင့်ခုနကလိုလူတွေကိုအထူး recommend ပေးလိုပါတယ်။ဒီလိုမျိုးပိုင်ဆိုင်မှုခံပါပြီးတော့မှအချက်ချာကြရတဲ့နေရာလေးမှာရှိတဲ့အိမ်အပါချန်လေးကိုတော့3,500နဲ့အယောင်ဖွင့်ထားတာဖြစ်ပါတယ်။